within our nation's invisible sword and visible shield, a key component of our nuclear triad. အီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာသုတေသနစခန်း၃ခုကိုတိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးအသေးစိတ်အချက်အလက်တွေကို American ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်အသိပေးခဲ့ပါတယ်။ဒါကြောင့်ဂျွန်လ22ရက်နေ့မှာအီရန်ကိုတိုက်ခိုက်ခဲ့တဲ့ American ရဲ့ Midnight Hammer စစ်စင်ရေးအကြောင်းနားဆင်ကြရအောင်ပါ။အစပိုင်းမှာတော့ အရီအီရန်နျူကလ িয়ার နည်းပညာဆိုင်ရာသုတေသနစခန်း300စလုံးအမေရိကန်ရဲ့ B2 ဘုံးကျဲလေယာဉ်ကြီးတွေကဘုံးတွေကျဲချဖျက်ဆီးခဲ့တယ်ဆိုပြီးအမေရိကန်သမ္မတထရမ့်ကရေဘူးရဆန်ဆန်ပဲပြောခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ပင်တဂွန်ရဲ့ထိတ်တန့်ရာရှိတွေဂျွန်လ22ရက်နေ့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ရေတက်နဲ့လေတက်ကပူပေါင်းစစ်ဆင်ခဲ့တာဆိုပြီးရှင်းပြထားပါတယ်။ Midnight Hammer လို့နာမည်ပေးထားတဲ့ဒီစစ်ဆင်ရေးက အီရန်ရဲ့ Fordo, Natanz နဲ့ Isfahan နျူကလ িয়ার စခန်း၃ခုကိုပြင်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာပါ ပြီးတော့ American သမိုင်းမှာလေတပ်ရဲ့စွမ်းဆောင်ရည်အမြင့်ဆုံးတန်ဖိုးအကြီးဆုံးမဟာဗျူဟာဘုံကျဲလေယာဉ်တွေဖြစ်တဲ့ B2 တွေကိုအရေးအတွက်အများဆုံးအသုံးချခဲ့တဲ့စစ်ဆေးရေးဖြစ်တယ်ဆိုပြီး American စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်ကြီး Dan King ကပြောပါတယ် ရေဒါနဲ့ထောက်လန်းတောင်ရှောင်ကွင်းနိုင်တဲ့ B2 ဘုံးကျဲလေယာဉ်စုစုပေါင်းအစီး20အထိကို American လေးတပ်ကပိုင်ဆိုင်ထားပါတယ်။အခုဒီဘုံးကျဲတဲ့စစ်စင်ရေးအတွက်9စီးနဲ့အယောင်ပြပြန်တန်းတဲ့ mission အတွက်နောက်ထပ် B2 တချို့ကိုလည်းသုံးခဲ့တယ်ဆိုပြီးသိရတယ်။ Midnight Hammer စစ်စင်ရေးမှာဦးစားပေးတဲ့ပြမတော့တောင်တလုံးရဲ့အောက်မှာနည်းနည်းရှန်ရှန်240ဆောက်ထားတဲ့ photo စကန်ပဲဖြစ်ပါတယ်။ခုနကပြောခဲ့တဲ့ B2 လေယာဉ်6စီးက တလုံးကိုပေါင်3000လေးကျင်ရှိတဲ့အေယာမဘန်ကာဖြတ်ဘုံစုစုပေါင်း12လုံးနဲ့အဲ့ဒီစခန်းကျဲချခဲ့တာဆိုပြီးတော့သိရပါတယ်။ပြန်ပြောရမယ်ဆိုရင် Spirit လို့နမည်ပြောင်းခေါ်ကြတဲ့ဗီတူဘုံကျဲလေယာဉ်ကြီး9စီးက American Center J ဂျွန်လ22ရက်မနက်ပိုင်းမှာ Missouri ပြည်နယ်အခြေစိုက်စခန်းအနေနဲ့ Iran နိုင်ငံစီကိုစတင်ပြန်တန်းထွက်ခွာခဲ့ကြပါတယ်။ဆက်ရှင်နိုင်ကြတဲ့ဒီခရီးစဉ်အတော်အတွင်းလမ်းခုလက်မှာပဲ ဗီဒီယိုတွေကိုလေထဲမှာတင်ပြန်တန်းနေရင်စီဖြည့်တာတွေလည်းလုပ်ခဲ့ကြရပါတယ်။အရှေ့လေပိုင်းဒေသလေပိုင်းနဲ့ထဲစပြီးဝင်ရောက်လာတဲ့အချိန်မှာတော့ဗီဒီယိုတွေကိုအမေရိကန်ရဲ့အခြံအရန်တိုက်လေယာဉ်တွေကစောင့်ကြိုပြီးတော့ခြံရန်ကာကွယ်ပေးခဲ့တာလည်းတွေ့ရပါတယ်။အဲ့ဒီလေယာဉ်တွေစုဆောင်ပြီးတော့အတူပူးတွဲစစ်ဆင်ရေးပြန်တန်းတာဟာဆိုရင်ရှုပ်ထွေးပြီးအချိန်ကိုက်ဖြစ်အောင် အထူးအနုစိတ်စီစဉ်ထားရတဲ့အပိုင်းဖြစ်တယ်လို့ American စစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်ကြီး Dan Kane ကရှင်းပြပါတယ်။ ကိန်းကဒီစစ်စင်ရင်မှာဗီတူးလျင်တွေနဲ့အမေရိကန်ရေးတက်ချာပြစ်မှတ်ခွဲဝေတာဝန်ယူတဲ့အပိုင်းတွေကိုလည်းပဲမြေပုံနဲ့တကွရှင်းပြခဲ့တာရှိပါတယ်။အမေရိကန်ရဲ့တိုက်လျင်တွေနဲ့ဘုံကျဲလျင်တွေကအီရန်လေပိုင်နဲ့ထဲမဝင်ရောက်ခင်လေးမှာတင်အိုမန်ပင်လယ်ခွင့်နားမှာရှိနေတဲ့အမေရိကန်ရင်ငုတ်သင်္ဘောတစ်စီးက Tomahawk Cruise ဒုံးကြီးအနည်းဆုံးနှစ်ဒါဇင်ကိုအတွဲလိုက်ပစ်ခတ်ပါတယ်။အဲ့ဒီဒုံးကြီးတွေက Isfahan နျူကလ িয়ার စခန်းနဲ့အနီးတစ်ဝိုက်မှာကြာရောက်ပောက်ကွဲခဲ့တယ်ဆိုပြီးသိရပါတယ်။ ပြီးတော့ဘာထက်ရှိလဲဆိုတော့ဘုံကျဲမဲ့မစ်ရှင်အတွက် ပြန်လာတဲ့ B2C ခုနှစ်စီးအီရန်လေးပိုင်နဲ့ထဲကိုမဝင်ခင်မှာ American လေးတက်ကစစ်စင်ရေးမှမပါတဲ့လင်းရင်တွေကိုထင်သာမြင်သာဖြစ်အောင်အယောင်ပြပြန်တန်းခိုင်းတာပြစ်မှတ်တူတွေအသုံးပြုတာမျိုးနှီးတွေနဲ့အီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေရဲ့အာရုံကိုလှည့်စားနေကြတာ ဖြစ်ပါတယ်။ပြီးတော့ B2 လေးရင်တချို့ကလည်းအယောင်ပြမစ်ရှင်အတွက် American ကနေပြန်တက်လာကြတာရှိပါတယ်။ ဒါပေမဲ့ Pacific သမုဒ္ဒရာကိုဖျက်ပြန်ခဲ့တဲ့ DB2 တွေက Iran Sea ကိုရောက်မလာပဲ American Pine Guam Jones မှာဆင်းသက်ခဲ့တာဖြစ်ပါတယ်။တကယ်တမ်းဘုံးကျဲမစ်ရှင်မှာပါတဲ့ B2 တွေရဲ့အချံရံတိုက်လျင်တွေကတော့ Iran လေပိုင်နက်ကိုစိုးမိုးပြီးကြိုတင်လမ်းကြောင်းရှင်းပစ်ထားပါတယ်။ပြီးတော့လည်းရန်သူဘက်ကဝေဟင်ပြစ်ဒုံးချီတွေပြန်တက်လာနိုင်တဲ့အခြေအနေတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေခဲ့တယ်ဆိုပြီးတော့ Kane ကပြောပြပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းက American လေယာဉ်တွေဝင်လာတဲ့အချိန်မှာ အီရန်ဘက်ကနေတုံ့ပြန်ပြစ်ခတ်တာမျိုးမတွေ့ခဲ့ရဘူးလို့ကိန်းကဆက်ပြီးတော့ပြောပြထားတာရှိပါတယ်။အီရန်စံတော်ချိန်အရဂျွန်လ22ရက်မနက်2နာရီ10မိနစ်လောက်မှာပထမဆုံး B2 ဘုံးကျဲလေင်ကဖြတ်အားပြင်ဘန်ကာဖြတ်ဘုံးနှလုံးကိုဆက်ပြီးတော့ကျဲချခဲ့ပါတယ်။ဘန်ကာဖြတ်ဘုံးတို့ရဲ့ဘရင်လို့တင်စားခံရတဲ့ GBU 57 AR မဘုံးကြီးတွေကို American ကစစ်ပွဲမှာပထမဆုံးအချိန်လက်တွေ့အသုံးချလိုက်တာလည်းဖြစ်ပါတယ်။ နောက်ထပ်25မိနစ်အတွင်းမှာပဲစုစုပေါင်း B2 6စီးက Ford စကန်ကိုဘန်ကဖြတ်ပုံ12လုံးကျဲချထားပြီးတခြား B2 ဘုံကျဲလင်ကလည်း Nathans စကန်ဘုံ2လုံးကျဲချခဲ့ပါတယ်။ဒီအချိန်အတွင်းမှာပဲ Isfahan စကန်မှာလည်း Tomahawk ဒုံးကျည်တွေက Z တိုက်ကိုကြားရောက်ပောက်ကွဲနေခဲ့ပြီးဖြစ်ပါတယ်။အခုလိုမျိုးအဓိကပြင်မှတ်3ခုစလုံးကိုဘုံတွေဒုံးကျည်တွေကျဲချပြီးတဲ့နောက် American စစ်လေယာဉ်တွေ Iran ရဲ့လေပိုင်နက်ကနေပြန်ထွက်လာတဲ့အထိယူ ဘာတုံ့ပြန်ပြစ်ခတ်မှုမှမကြုံခဲ့ဘူးလို့ကိန်းကပြောပြပါတယ်။အခုလိုမျိုးအီရန်ဘက်ကတုံ့ပြန်ပြစ်ခတ်မှုမရှိတာကအစောပိုင်းတိုက်ခိုက်မှုတွေမှာအီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ရေဒါတွေကိုအစ္စရေးကချိုးနှိမ်ဖျက်ဆီးထားခဲ့ပြီးဖြစ်တာကြောင့်ဆိုတဲ့ယူဆမှုတွေလည်းရှိနေပါတယ်။ဒီမစ်ရှင်တစ်ခုလုံးမှာ B2 တွေအပါအဝင်တိုက်လေယာဉ်တွေနဲ့ကင်းထောက်လေယာဉ်တွေ၊စီဖြည့်လေယာဉ်တွေအားလုံးပေါင်းလေယာဉ်125စီးပဲ့ထိန်စနစ်ပါစစ်လက်နက်စုစုပေါင်း85ခုတည်းမနဲ့တုံးခဲ့တဲ့အကြောင်း ကနအူးထောက်လန်းသိရှိထားတဲ့အချက်လက်တွေအရပြစ်မှတ်နေရာ၃ခုလုံးအကြီးအကျယ်ပျက်စီးခဲ့တယ်ဆိုတာအတိအပြုသိရှိထားတဲ့အကြောင်းဂိန်းကပြောပါတယ်။ဒါပေမဲ့ထိခိုက်ပျက်စီးမှုအခြေအနေအတိအကျတော့သိဖို့အတွက်အခြေယူရမယ်လို့သူကဆက်ပြောထားပါတယ်။ပြီးတော့အီရန်အနေနဲ့ American ကိုလက်တုံ့ပြန်တိုက်ခိုက်တာမျိုးဘာတစ်ခုမှမလုပ်သင့်ဘူးလို့လည်းသူကအချင်းချောက်သတိပေးခဲ့တာရှိပါတယ်။အီရန်ကဓာတ်ရိုက်တုံ့ပြန်တာဖြစ်စေအီရန်လက်ဝေကန်အဖွဲ့အစည်းတွေကတိုက်ခိုက်လာတာဖြစ်စေအခြေအနေအားလုံးအတွက် အမေရိကန်တပ်တွေကအမြင့်ဆုံးအစင်တက်လှမ်းပြင်ဆင်ထားတဲ့အကြောင်းဒီလောက်ရမျိုးကအင်မတန်အသိဉာဏ်နှုံနဲ့တဲ့ရွေးချယ်မှုဖြစ်နိုင်ပြီးအမေရိကန်ကကိုကိုကိုကာကွယ်မှာဖြစ်ကြောင်းလည်းကင်းကပြောပါရယ်အမေရိကန်ကာကွယ်ရေးဝန်ကြီးပီထ်ဟက်ဆက်ကတော့ Midnight Hammer စစ်စင်ရေးကမယုံကြည်နိုင်လောက်အောင်ထူးကဲအောင်မြင်ခဲ့တဲ့လှုပ်ဆောင်ချက်တစ်ခုလို့ညွှန်ဆိုခဲ့ပါရယ်နောက်ပြီးအမေရိကန်ကာကွယ်ရေးဝန်ကြီးဆက်ပြောတာက အခုဒီစစ်စင်ရေးနဲ့အတူအီရန်ရဲ့နျူကလ িয়ার စီမံတွေကိုအကြီးအကျယ်ဖျက်ဆီးနိုင်ခဲ့တဲ့အကြောင်း ဒါပေမဲ့အထူးပြုပြောချင်တာကဒီစစ်စင်ရေးမှာ American ဟာ Iran အရက်သားပြည်သူတွေကိုရော Iran စစ်တပ်ကိုပါပြစ်မှတ်ထားခဲ့တာမဟုတ်ဘူးလို့ Hexet ကထောက်ပြခဲ့ပါတယ်ရှင်။